အိန္ဒိယနဲ့ပါကစ္စတန်ကြားပြည်မခအချိန်မြင့်တက်လာမှုနဲ့ပတ်သက်ပြီးဆိုရင်ကြောင့်ရုရှားကမေလ9ရက်တွင်ပြောကြားခဲ့ပါတယ်။ပါရီကန်မြို့မှမှာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်အိန္ဒိယနဲ့ပါကစ္စတန်ကြားစီရေးအရထိတိုက်တွေ့မှုနဲ့ပတ်သက်ပြီးကျွန်တော်တို့အရန်ဆိုရင်မိပါတယ်လို့ရုရှားနိုင်ငံရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ရုရှားအနေဖြင့်အကြမ်းဖက်မှုလုပ်ရများကိုပြင်းထန်စွာရှုတ်ချကြောင်းအကြမ်းဖက်မှုပုံစံအလုံးကိုစန့်ကျင်ကြောင်းအကြမ်းဖက်မှုကိုထိရောက်စွာတိုက်ဖြတ်ရန်နိုင်ငံတကာအတိုင်းအဝန်းတစ်ခုလုံး၏အထောက်အကူပံ့မှုလိုအပ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပါတယ်။ ဒေတာတွင်အချိန်တွေကိုပုံမူဆိုးရမလာစေရန်ထိမ့်သိမ့်နိုင်ရန်အတွက်ထိမ့်သိမ့်သိမ့်သိမ့်လှုပ်ဆောင်ကြရန်သက်ဆိုင်ရာနိုင်ငံများကိုတိုက်တွန်းကြောင်းအိန္ဒိယနှင့်ပါကစ္စတန်ကြားမတူကွဲပြားမှုများကိုနိုင်ငံ၏တန်တမာရေးနည်းလမ်းများဖြင့်ငြိမ်းချမ်းစွာအပြေရှာရန်မျှော်လင့်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါသည်မေလ9ရက်နေ့နက်အစောပိုင်းကအိန္ဒိယသည်ပါကစ္စတန်နှင့်ပါကစ္စတန်ကအုပ်ချုပ်ထားတဲ့ကက်ရှမီးယားဒေသရှိမြို့များကိုတိုက်ခိုက်ခဲ့ကြပါတယ်။ပါကစ္စတန်ကမူထို့သို့တိုက်ခိုက်မှုများသည့်၎င်း၏အချုပ်အခြာအာဏာကိုချိုးဖောက်ခြင်းဖြစ်ပြီးတုံ့ပြန်ပိုင်ခွင့်ရှိကြောင်းပြောကြားခဲ့ပါတယ်။